မင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေဦးဇင်းရဲ့ဆွေတော်မျိုးတော်များအားလုံးဦးဇင်းကတော့ဟိတေတီဆရာတော်ပါဒီလူဘွားကိုရလာတဲ့အခါမှာကိုတို့ကကံကောင်းလေလို့ပြောရမှာပဲဘာလို့ကံကောင်းလေဆိုတော့လူဆိုတော့လူအသိဉာဏ်တွေပါလာကြတာပေါ့ ကုသိုလ်ကောင်းမှုတွေလုပ်ခဲ့လို့အမဟုတ်ရင်ကိုတို့အမေးနေတဲ့အိမ်ကငရေ တလိဆန်ပိတ္တာအတူရကေဖြစ်ပါတယ်။ဒါအမေးတဲ့နေတဲ့အိမ်အမေးတဲ့နေတဲ့အိမ်ကနေလူပြေကိုခတခဏအလေးလာတဲ့အခါအနော်ပညာရှင်တို့ဝင်းထွန်းပေါ်ပေါက်နေတဲ့အချိန်မှာပညာရှင်ဆိုတာကလက်သမားလေးမဟုတ်ဘူးဟိုက လိုအင်ဂျင်နီယာလေးမဟုတ်ဘူးလောကစကားနဲ့ရှင်းအောင်ပြောရင်တော့ဒါ support တရားလေးတစ်ခုပြုပြင်ထားတာကိုငယ်နေပိုင်းရှာပြီးတော့မှသိတော်တဲ့ပုဂ္ဂိုလ်တူပေါ်ထွန်းခဲ့တာပေါ့ဘယ်လိုမျိုးပါလဲဆိုတော့ကိုတို့ကိုလူတွေကိုဒုက္ခပေးနေတာဘယ်သူလဲလို့ရှာကြတာပေါ့နော်အပြင်က ရန်သူတွေက အပြင်းမာလားရန်သူက အတွင်းမာလားအတွင်းမာဆိုတာဘာကိုပြောတာလဲအပြင်းကရန်သူကိုကြတော့မြင်နိုင်ပေမဲ့အတွင်းကရန်သူကိုကြတော့ဒါညံမြဲလုံနှံ့ကြီးမှမြင်နိုင်တာအတွင်းကရန်သူကဘလို့လှုပ်လဲဥပမာလောကစကားနဲ့ဤပညာစကားနဲ့ပြောရင် PUBG တွေဆွာကြတာပဲ အဲ့ဒီကဘယ်လိုပြောလဲ enemy has been slain လို့ပြောတာမယ်အခုပညာရှင်ကဘာပြောလဲ suffering has been slain လို့ပြောတယ်ဒါဒုက္ခတွေရှိမှာရှိနေတယ်တဲ့အတွင်းမှာလည်းရှိနေတယ်တဲ့ဘယ်လိုဘာကြောင့်ဒုက္ခရောက်နေတာတုံးတလခံကိုဖမ်းမတွေ့လို့ဒီတရခံကိုဖမ်းမတွေ့တဲ့အခါကိုရောကဘာဖြစ်နေလဲတိုင်ပတ်နေကြတယ်ပေါ့နော် လူပြည်ကိုလာတော့အဟုတ်ကြီးမှန်လို့ခံစားကြတယ်ပေါ့နော်မျက်လုံးအာယုံတွေနဲ့လည်း TV တွေခံစားကြတယ်အတိတော်တွေကြီးကြတယ်အစာကောင်းကောင်းစားကြတယ်အဝဲကောင်းကောင်းဝတ်တယ်အိပ်ဖို့အတွက်မွေးရကောင်းကောင်းလေးနဲ့အိပ်တယ်ကြံတွေးစရာကောင်းကောင်းလေးတွေးတယ်သထေးဖြစ်ဖို့အတွေ့အခေါ်တွေကိုပဲတွေးတယ်ရှမ်းတာဖို့ PC ဥစ္စာများကြီးရဖို့ဘက်ကိုပဲတွေးတယ်ဒီအရာတွေရဲ့တရားခံတွေဘယ်သူလဲ ပညာရှင်ကပြောပြီเนาะဒါဝေဒနာပဲတဲ့ခံစားမှုသဘောလေးပဲတဲ့တရားခံဖန်တွေ့ဖို့လေးတော်လိုက်တာเนาะလောက်များဒီခံစားမှုကိုမသိခေကြလို့ဇန်လန်းကိုလိုက်တော်တဲ့လူတွေတပုံကြီးခံစားမှုကောင်းတဲ့အခါတော်တော်လေးရှမ်းတာတဲ့အခါเนาะဇန်အပြင်းဉဏ်နဲ့မညံ့ဖူးဉဏ်မရပေးနဲ့ မညံပူညံရဲ့သွေးဖေးလေးလန်းကိုရောက်တော့တာပေါ့ခံစားမှုဝေဒနာဘလို့လေဝေဒနာမာရောတဲ့เนาะဝေဒနာသည်လူသက်သမားတဲ့ကိလေသာမာရောတဲ့ကိလေသာသည်လူသက်သမားတဲ့ကိလေသာဆိုတာဘာလို့ဘလို့လေဖေဟာမမြင်ရဘူးသူကတိတ်တိတ်ပုန်းနေတာကိုစိတ်ထဲမှာဘလို့မျိုးလေဖေဟာပုန်းနေတယ်ဘလို့မျိုးပုန်းနေတာလေအရှင်ဘုရားနားလေသလိုပြောပြကြည့် ဆိုတော့ကိုကထမင်းပွေးနဲ့ကိုနဲ့တိုင်နေပြီတိုင်နေတော့အဲ့ဒီရန်သူကဘာပြောတယ်မက်လေအတွင်းစိတ်ထေးမှာကပ်ပြီးတော့မှမင်းဒီအရာသာတွေတော်တော်ကောင်းမေးပုံမေးနော်မင်းတတိမထားနဲ့မင်းကောင်းကောင်းသာအရာသာခံပြီးတော့ဆွေပြစ်သူတရားဟောပြီးဝေဒနာတရားဟောပြီးနော်အဲ့ဒီခါမှာကိုကသတိထားဖို့လိုပါတယ်ဘယ်လိုမျိုးသတိထားရမလဲ ဒီအစာဟာရတယ်ဆိုတာအစာဆိုတာအဟာရပဲဒီရုပ်ခန္ဓာရက်တွေဖို့အတွက်ပဲစမယ်ဒါဝတ္ထုကာမပေါ့နော်အဲ့ဒီဝတ္ထုကာမအပေါ်မှာကိလေသာကာမမပြည့်ရအောင်စိတ်ထဲမှာတအားကြီးဝေဒနာပြင်းပြင်းထန်ထန်မဆွေးရအောင်ဟိုကဥမာကိုင်းရင်ကိုင်းနေပဇဲမှာခွင်းရင်ခွန်းနေဝေါ်ရင်ဝေါ်ရဝေါ်ရဝေါ်ရတိပိမျိုးရင်မျိုးရှာတယ်မျိုးရှာလိုက်တာနဲ့ အဖက်ကြီးဖြစ်တော့ရောဘိုက်ထရောက်တာနဲ့ဘာမှနစ်သက်စရာမရှိဘူးအဖက်ကြီးပဲပြန်ထွေးထုတ်ပြီးတော့ထုတ်ကြည့်စမ်းဥပမာထုတ်ကြည့်လားပြန်ထုတ်ကြည့်ရင်အဖက်ကြီးပဲဖြစ်နေမှာပေါ့နော်ဒါအဖက်ကိုဘသူကနော်ဘသူကပြန်ပြီးတော့စရှင်မှာတော့အဲ့လိုပဲကိုကလေ့ကျင့်ရမယ်စတဲ့အခါလွတ်မြောက်အောင်နော်အရက်တောက်တဲ့အခါလည်းဒီလိုပဲပေါ့ နော်ဘယ်ဘယ်ဟာပဲကိုက အရာတာနဲ့ရှာနဲ့ထိတွေ့တဲ့အခါဒါမပေါင်းသင်းတဲ့လူနဲ့ပေါက်နေတာမပေါင်းသင်းတဲ့လူလို့မသိဘူးတသန်းတရာလုံးသူနဲ့ပေါက်လာခဲ့တာသူလည်းသူဆိုတာအဲ့ဒါထိုးပေးတတ်တဲ့ဝေဒနာလေးနော်တရှိမှာတော့ရှိတာပဲဝေဒနာသေးလေးပါလို့ပြောရခက်တယ်ဝေဒနာသေးလေးပါလို့နော်ပြောရကိုခက်နေတာ ဝေဒနာကဘလို့ဝေဒနာခံစားနေရမှမသိဘူးအဲ့ဒါတရခံပဲ သူ့ပြည့်လူသက်သမားဘလို့ဖြစ်လေကိုကကောင်မလေးတယောက်ကိုကြိုက်တော့ရှေးဆိုဖို့လုပ်တဲ့ကဘလို့မျိုးဖြစ်တော့တယ်လို့ပြောကြလေဤပါရှင်တလူလူတိုင်းမင်းလူလူထားရမလူလူလူခံစားမှုမမတိဘူးတွေးတာတဲ့အဲ့ဒါနဲ့ဖွင့်မပြောခရဘူးတဲ့အဲ့ဒီဟာလူသက်သမားတနှလုံးသားတွေကိုဘလို့မျိုးဒီလောက်ရုတ်ခန့်တာကြီးကွာဘလောက်ကြီးကြီးမားမားပဲရှိပါစေ ူကအတိကဒီခန္ဓာကိုယ်ကြီးကိုထိန်းចောင်းတာကနှလုံးအိမ်ထဲကစိတ်ကိုနော်အဲ့ဒီစိတ်မှာကပ်နေတာဒီအကြောင်းအရာကအဲ့ဒါနဲ့ပရမေထတရားကိုမြင်အောင်ကြည့်ဆိုတာပြင်းညက်ပေါ်မှာတင်ကြနေလို့မရဘူးပြင်းညက်ဆိုတာငါသူတပတ်ယောက်ျားမိမပုဂ္ဂိုလ်သတ္တဝါလူလို့ထင်ထားတာလေပြင်းညက်ဒါပရမေထတရားဆိုတာစိတ်စေတသိက်